အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုကတော့ကိုဝင်ဆောင်နဲ့အမျိုးသမီးတွေအတွက်ကိုဝင်ဆောင်ရဲ့အချိန်မှာရှောင်းတဲ့နဲ့အစားအစာတွေပြပြချင်ပါတယ်။ကိုဝင်ဆောင်ရဲ့အချိန်မှာမိခင်လောင်းနေအနေနဲ့ရှောင်းရမယ့်အစားအစာ၊လျှော့စားရမယ့်အစားအစာ၊မြမြစားရမယ့်အစားအစာ၊အာဟာရပြည့်ဝတဲ့အစားအစာဒါတွေကိုတည်တည်ကြကြတည်ထားဖို့လိုပါတယ်။ဒီလိုမျိုးတည်ထားမှအာဟာရပြည့်ပြည့်ဝရရှိပြီးတော့ကျန်းမာတဲ့ကလေးလေးကိုမွေးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုမှာကျွန်မဒီကိုဝင်ဆောင်မိခင်လောင်းနေအတွက် ကိုဝန်ဆောင်တဲ့အချိန်မှာလုံးဝမစားမယ့်အစားအစာလေးတွေကိုအရင်ဆုံးပြပြပေးချင်ပါတယ်။ပထမတစ်ခုကတော့ကြက်ဥအစိမ်ဒါမှမဟုတ်လို့ရှိရင် မကြက်တစ်ချက်ပြုတ်ထားတဲ့ကြက်ဥပါ။ကြက်ဥအစိမ်ဒါမှမဟုတ်ကောင်းစွာမချက်ထားတဲ့ဥတွေမှာဆိုလို့ရှိရင်ဆာမွန်နဲလာလို့ခေါ်တဲ့အန်ရီရှိရဲ့ဖက်တီးယားတစ်မျိုးပါဝင်ပါတယ်။ဒါအတွက်ကြောင့်မလို့မိခင်လောင်းတွေကဒီကြက်ဥအစိမ်ဒါမှမဟုတ်မကြက်တစ်ချက်ပြုတ်ထားတဲ့ကြက်ဥတွေဆိုလို့ရှိရင်အစာအစိမ့်တက်ပြီးတော့အဲ ဒီခန္ဓာကိုယ်လည်းထိခိုက်မယ်တရေသားကိုလည်းထိခိုက်စေရပေါ့နော်ဒါကြောင့်မလို့ချက်ဥဘဲဥငုံဥစတဲ့ဥအမျိုးမျိုးစားမယ်ဆိုရင်တေချာချက်အောင်ချက်ပြုတ်ပြီးမှစားတတ်ပါတယ်အိမ်လုံးမယောနိစ်လိုမျိုးချက်ဥအစိမ့်ပါတဲ့အစားအသောက်တွေဆိုလို့ရှိရင်လည်းတတိထားပြီးတော့ရှောင်ရှားပေးရပါမယ် ။နောက်တစ်ခုကတော့အသားစိမ့်ငါးစိမ့်မှာအသားစိမ့်ငါးစိမ့်ဆိုတာကဒီတိုင်းဟိုအသားအတုံးအကြီးငါးအတုံးအကြီးကြီးကိုပြောတာမျိုးမဟုတ်ဘူးပေါ့နော်။ကျမတို့ဒီဂျပန်ဆိုင်ဒီမှာသွားစားရဲဆိုရင်ဆူရှိလိုမျိုးအသားစိမ့်ငါးစိမ့်နေပါတယ်။ဒီအသားစိမ့်ငါးစိမ့်နေကကိုဝင်ဆောင်မိခင်နေမစားတင်ဘူး။ဘာလို့လဲဆိုတော့ဒီမှာယောဂဖြစ်စီရဲ့ဗတိယပုံမှန်တွေပါဝင်တဲ့အတွက်ကြောင့်မလို့မိခင်လောင်းနေရဒီယောဂကနေပြီးတော့ဗတိယတွေကနေပြီးတော့ယောဂကိုစက္ကန့်ပြီးတော့တတိယကိုထိခိုက်စေနိုင်တယ် ။ဒါကြောင့်မလို့ကိုဝင်ဆောင်တဲ့အချိန်မှာအသားစိမ့်၅စိမ့်တွေကိုစားခြင်းကိုတက်နိုင်သလောက်ရှာမှုလိုပါတယ်။ဒါအပြင်အသားစိမ့်၅စိမ့်တွေခုန်လီးထားတဲ့စနီတုံးတွေကိုလည်းတည်တည်ကြကြဆက်ပြနဲ့တန့်စင်စီကြောပြီးမှတခြားအစားအသောက်တွေကိုတင်နှီးရမျိုးလုပ်ပေးသင့်ပါတယ်။နောက်မကြိုချက်ထားတဲ့နွားလိုပေါ့နော်ပြီးခင်နောင်လေးအတွက်ကယ်လ်ဆီယမ်ဓာတ်လုံလုံလောက်လောက်ရဖို့ကနိုးနဲ့နိုးထွက်ပစ္စည်းတွေလိုအပ်တယ်။ဒါ့ပြင်မဲ့မကြိုချက်ထားတဲ့နွားလိုဒါမှမဟုတ် ဒီပေါ့နော်နှုတ်ထွက်ပစ္စည်းတွေကိုစားသုံးမယ်ဆိုလို့ရှိရင် မိခင်ရောကလေးပါစုကြိုရရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့နွားနို့တောင်းမယ်ဒါမှမဟုတ်နှုတ်ထွက်ပစ္စည်းတွေစားမယ်ဆိုလို့ရှိရင်တည်တည်ချာချာကြိုချက်ထားတယ်။တည်တည်ချာချာချက်ပြုတ်ထားတယ်။နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေကိုသာ စားပေးရပါမယ်။နောက်အရေးကြီးဆုံးကတော့အရက်ဘီယာစေးလိုက်ပါ။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာစိတ်ချရရတယ်။အရက်ဘီယာပမာဏဆိုတာမရှိတဲ့အတွက်ကြောင့်မလို့ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ကလေးကိုလို့တိုက်နေတဲ့အချိန်မှာပေါ့နော်ဒီအချိန်နှမျိုးစလုံးမှာကျမတို့တွေကွန်ဆောင်မိခင်နေအနေနဲ့အရက်ပြာစိလိတ်ကိုရှောင်ပေးဖို့လိုပါတယ်ကွန်ဆောင်မိခင်နေမှမဟုတ်ပေါ့နော်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အရက်ပြာစိလိတ်ကိုရှောင်ပေးမယ်ဆိုရင်တော့အကောင်းဆုံးပါပဲအဲကွန်ဆောင်နဲ့မိခင်နေနိုးတမ်းမိခင်နေဆိုရင်တော့ပို့ပြီးတော့ ရှောင်ကျင်နေတယ်ပေါ့နော်။နောက်ကိုဝင်နုတဲ့အချိန်မှာဆောင်ရွက်ရှောင်ရွက်လေးကိုလည်းကျွန်မပြောပြချင်ပါတယ်။အရေးကြီးဆုံးကတော့အစားအသောက်ကအရေးကြီးဆုံးမှာဘလောက်ပဲမိခင်လောင်းသည်ပြုတ်အန်ခြင်းနေပါစေအစားစားခြင်းစိတ်ပြောင်းနေပါစေနှစ်ယောက်စာပေါင်းစားရမှာဖြစ်တဲ့အတွက်ကိုဝင်ဆောင်ကာလမှာနည်းနည်းလေးမှအာဟာရချိုးတဲ့ခံလို့မရပါဘူး။စားတဲ့အခါမှာလည်းတဘာဝအတိုင်းစားရတဲ့အစားအသောက်တွေဥမာတတိတွေပေါ့နော်။ဒါတွေကိုဦးစားပေးပြီးတော့စားပေးပါ။နောက်ကိုဝင်ဆောင်ပြည့်စွက်အာစီတွေကိုတောက်ပေးဖို့လိုပါတယ်။ ်ကိုရဲ့အိုကြီးကကိုရဲ့ဆရာဝန်ကကိုကိုပေးထားတဲ့ကိုဝင်ဆောင်နဲ့ နောက်ပိုင်းထရရင်သေးလေးအတွက်အရေးကြီးတဲ့ဗီတာမင်သတ္ထုဓာတ်တွေဖြစ်တဲ့ folic acid တို့တန်ဓာတ်တို့ဇင်းနဲ့ကယ်လ်ဆီယမ်တို့အပြင် DHA တို့တနည်းတာလိုအပ်တဲ့ပမာဏအတိုင်းရဖို့အရေးကြီးတဲ့အတွက်ကြောင့်မလို့ဆရာဝန်ပေးတဲ့ကိုယ်ဝန်ဆောင်အားဖြစ်စီတွေကိုတည်တည်ကြကြအချိန်နဲ့တောက်ပေးဖို့လိုပါတယ်။နောက်အယောင်သွေးစုံနာတွေကိုစားပေးပါ။အစားအသောက်တွေကိုပြင်ဆင်တဲ့အခါမှာအယောင်သွေးစုံအောင်အစားအသောက်တွေစားတဲ့အခါမှာအယောင်သွေးစုံစုံလေးနည်းပြောင်းစားပါ။ဥပမာအားဖြင့်တော့အစိမ်းရောင်အသီးအရွက်တွေအဝါရောင်အသီးအနှံ့နှီးနောက်တခြားအ ရောင်လေးပါတဲ့ဘယ်ရီဒီတွေကိုစားပြပါသူတို့မှာပါတဲ့ဓာတ်တုဆန့်ကျင်ပစ္စည်းတွေကအချင်းအနေပြီးတော့ကလေးစီကိုရောက်သွားပြီးတော့ရင်သွေးလေးအတွက်အစမ်းကုန်အကာအကွယ်ပေးနိုင်ပါတယ် ဒါအပြင်ဒီအသီးအနှံတွေမှာပါဝင်တဲ့အမြင်တက်ကဝမ်းချုပ်ခြင်းကိုလည်းတတ်တာစေတယ်။နောက်ရေကိုမြမြတောက်ပါ။ရေဓာတ်ပြည့်ဝနေခြင်းဟာနေမစီလားမစီပဲနဲ့ကလေးမွေးဖွားနိုင်မှုရွှေ့ချပေးပါတယ်။နောက်ဝမ်းချုပ်ခြင်းကိုလည်းတတ်တာစေပါတယ်။ဒါကြောင့်မလို့ရေမြမြတောက်သုံးပြီးပါ။နောက်တစ်ခုကတော့အေးရေဝဝအိပ်ပါ။ကိုဝင်ဆောင်တဲ့အချိန်မှာရုပ်ပိုင်းဆိုင်ရာရောဇီဝကာမဖြစ်စင်နေရရောကျမတို့မိခင်လောင်းနေမှာအရန်ကိုပြောင်းလဲမှုတွေဖြစ်ပါတယ်။အဲစိတ် ော်တော့အတက်အကျမြင်တာစိတ်အတက်အကျများတာတွေလည်းဖြစ်တတ်တယ်။နောက်နှုံးချိပင်ပန်းတာတွေလည်းဖြစ်တတ်တယ်။ဒီလိုမျိုးစိတ်ရောကိုယ်ရောပင်ပန်းမှုကိုပြပြောက်စေဖို့အတွက်အိပ်ဆက်ခြင်းကအကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့တညအကို၈နာရီလောက်အိပ်သင့်ပြီးတော့နေခင်းပိုင်းဒီမှာလည်းတရေတမောအိပ်လို့ရပါတယ်။ ။နောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ကိုဝင်ထိခိုက်မှာဆိုပြီးတော့ထိုင်နာမျိုးကတော့ပုံစံမကျဘူးပေါ့နော်။ပြင်းထန်တဲ့လေ့ကျင့်ခန်းမဟုတ်ပေမဲ့လမ်းကိုများများရှောက်ပေးဖို့လိုတယ်။လမ်းကိုများများရှောက်ပေးမယ်ဆိုရင်ကလေးမွေးဖွာရတာလေလွယ်ကူပြီးတော့သွေးလည်ပတ်မှုကောင်းစေပြီးတော့ခြေထောက်ထိဖွာရအောင်လားကိုလည်းတတ်တာစီပါတယ်။နောက်ဆုံးတစ်ခုကတော့တုတ်ကွေးကာကွယ်ဆေးကိုကြိုထိုးထားပေးပါ။ကိုဝင်ဆောင်အမျိုးသမီးတွေတုတ်ကွေးကာကွယ်ဆေးကိုထိုးလို့ရတယ်လို့မျိုးမဖြစ်မနေထိုးပေးဖို့လိုအပ်တယ်။ဆိုတော့အမေနေမကောင်းရင်ဗိုက်ထဲကကလေးတွေအတွက် မကောင်းပါဘူး။ဒါကြောင့်မလို့တကွေးကကွယ်စီကိုထိုးပေးဖို့လိုပါတယ်။ဒါ့ပြင်ဒီပိုသက်စီကိုတောက်ဖို့မလိုဘူးပေါ့နော်။ပိုသက်စီကိုမတောက်သင့်ဘူး။ဒါကြောင့်မလို့နေမကောင်းတစ်ခုဖြစ်တယ်ဆိုရင်ကိုယ့်ဘာသာကိုအိမ်မှာပဲပိုသက်စီကိုမတောက်ပါနဲ့။ဆရာဝန်တို့ပြပြပြီးတော့ဆရာဝန်ကလိုအပ်တဲ့ကကွယ်စီကိုထိုးခိုင်းနေဆိုရင်တော့ထိုးပေးပါ။နောက်ကိုဝင်းဆောင်ပထမ3လအတွင်းမှာရှောင်းသင့်တဲ့အချက်လေးတွေကတော့ကျမခုနကပြောခဲ့တဲ့အတိုင်းစီးလိပ်ပြရအရက်ကတော့အဓိကဖြစ်တဲ့အတွက်ကြောင့်မလို့မတောက်ပါနဲ့။နောက် အဲနောက်ပြီးတော့ရင်ချွေးထုတ်ခန်းကိုလည်းမသွားပါနဲ့။နောက်ကော်ဖီအများကြီးမသားဖို့ပြောချင်ပါတယ်။အခုဒီဗီဒီယိုလေးကတော့ကျမတို့ရဲ့ကိုယ်ဝန်ဆောင်မိခင်နေမိခင်ဖြစ်လာမယ့်မိခင်လောင်းနေအတွက်ဗီဒီယိုလေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။